ုနှစ်ရသသမီးရဲ့ပေါင်းအားလုံးပဲမင်္ဂလာပါကျွန်တော်မိတ်ဆွေခုနှစ်ရသသမီးများအတွက်အသေးပြအကျွယ်မောက်စီမဲ့မဟာဘေဘော့ channel ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်မိတ်ဆွေခုနှစ်ရသသမီးတွေအားလုံးမင်္ဂလာနှစ်သစ်အချိန်ကာလကစပြီးတော့နေ့ရက်တိုင်းနေ့ရက်တိုင်းမှာကုသိုလ်ဥစ္စာကြံ့ကြံ့သာ၍ပညာတကောအမျိုးမျိုး ကောင်းကျိုးကသိကျွယ်ဝချမ်းသာကြပါစေခင်ဗျာဒီနေ့ကျွန်တော်တို့ရဲ့မဟာဘေဘော့ channel ကနေပြီးတော့မိတ်ဆွေများအတွက်တင်ဆက်ပေးမှာကတော့ 1389ခုနှစ်အတွက်တနင်္ဂနွေသာသမီများရဲ့တနစ်စာဟောကိန်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဒီတနင်္ဂနွေသာသမီများရဲ့တနစ်စာဟောကိန်းကတော့သဘောညာဟောမှန်တဲ့ဗေဒင်သူတွေသည်ဆရာငိမ့်အေးလူရဲ့တနစ်စာဟောကိန်းများဖြစ်ပါတယ်ခင်ဗျာ။ဗေဒင်ရရအကြောင်းအရာကိစ္စများနဲ့ဆရာထံတွေ့ဆုံပြီးတော့ဆွေးနွေးမေးမြန်းလိုပါကဆရာရဲ့ဖုန်းနံပါတ်ကတော့ 39999လေးလုံး695ဖြစ်ပါတယ်ခင်ဗျာဒီနေ့ကနေသာသမီးများရာဒီတနစ်စာဟောကိန်းထဲမှာဟောကိန်းဤတန်းစီးပွားရေးငွေရေးကြီးရေးလူမှုရေးအခြေရေးအိမ်တောင်ရေးကျန်းမာရေးပညာရေးနဲ့ရရရာဒီအကြောင်းအရာမျိုးစုံပါဝင်ပါတယ်ခင်ဗျာ ဟောကိန်းဤတန်းဒီ1389ခုနှစ်ဒီကာလအတော်အတွင်းမှာမိတ်ဆွေတနင်္ဂနွေသာသမီများအတွက် ကောင်းတဲ့ကံတွေရှိသလိုအစဉ်ပြေမထင်ပြီးလှုပ်လိုက်ကမှတဝက်တစ်ပြက်နဲ့ရက်တန့်သွားရတာမျိုးတွေလဲကျုံရတတ်ပါတယ်ဒီလိုနှစ်ပတ်ရောက်လာပြီဆိုရင်တော့ကျွန်တော်မိတ်ဆွေတွေဟာအိမ်ငှားနေတဲ့သူတွေလိုပဲနေရထိုင်ရပါလိမ့်မယ်အိမ်ငှားအခန်းငှားနေတဲ့သူတွေဟာပြောင်းရရွှေ့ရလွယ်အောင်လို့ပော့ပေါ်ပါပါပစ္စည်းတွေကိုပဲဝယ်ယူစုဆောင်းကြပါတယ်ဝင်းဘိုရာတွေကိုရှောင်ကြရပါတယ်ခင်ဗျာဒါကြောင့်မဲ့ အိမ်ပြောင်းတဲ့အခါမှာအရန်ကြီးမခက်ခဲတော့ဘူးပေါ့ဒါကြောင့်မဒီလိုနှစ်တွေအရန်ကြီးခက်ခဲတဲ့အလုပ်တွေကြီးမားတဲ့အလုပ်တွေငွေအလွန်ရင်းနှီးပြီးမှလောက်ရတဲ့အလုပ်မျိုးတွေနှစ်ရှည်လမ်းများလောက်ကန်ရမယ့်အလုပ်တွေကိုတတိထပြီးတော့ရှောင်စီကြပါတယ်ခင်ဗျာစီပွားရေးမိတ်ဆွေတနင်္ဂနွေသားသမီးများဟာ1388ခုဒီလိုနှစ်ပန်းရောက်ပြီဆိုလို့ရှိရင်စီပွားရေးနဲ့ပတ်သက်တဲ့ဂျိုးကွန်တွေကညံ့နေတဲ့အနေထားတော့မတွေ့ရပါဘူး လုပ်ငန်းစီဝါပိုင်းကပုံမှန်လေးတော့သွားနေတာမျိုးတွေ့ရပါတယ်တဟုံတို့အောင်မြင်ခြင်းတဲ့သူတွေအတွက်တော့အားမရဖြစ်နေတတ်ပါတယ်အမှန်ကဒီနှစ်ကဝန်ထမ်းလုပ်သူများအလုပ်တစ်ဖက်နဲ့အလုပ်စခြင်းတဲ့သူတွေပိတ်ရက်လေးမှာအားလက်ရက်ကလေးမှာအလုပ်လုပ်ချင်ကြတဲ့သူတွေအတွက်မြေဆန်းခန်းပြိုးစလုပ်လို့ကောင်းတဲ့နှစ်မျိုးဖြစ်ပါတယ်ခင်ဗျာဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင် အလုပ်တစ်ဖက်နဲ့ online စီးပွားစလုပ်တာမျိုး ဝိကျင်တွေမှာအခြားအလုပ်လေးတခုစလုပ်တာမျိုးတွေဆောင်ရွက်နိုင်ရင်အထူးအကျိုးပေးကောင်းပါတယ်ခင်ဗျာဒီလိုနှစ်ပိုင်းခြားတွေမှာကလေးနဲ့ဆက်ဆက်တဲ့ပစ္စည်းရောင်းဝယ်တာတွေတင်ကြားရေးအလုပ်များရင်းနဲ့ဆက်ဆက်တဲ့အလုပ်များခရီးသွားလာတဲ့အလုပ်များအပျော်ပန်းနဲ့ဆက်ဆက်တဲ့အလုပ်များကိုဆောင်ရွက်လို့ကောင်းတဲ့အချိန်ကောင်းအခါကောင်းပဲဖြစ်ပါတယ်သိထားရမှာကတော့ကိုလုတ်တဲ့အလုပ်ကသူများကိုကြောညာစရာမလိုဘူးဆိုရင် ဥယျာပြည်လောက်တာကအကောင်းဆုံးပါပဲအလုပ်တစ်ခုမစခင် သူများကိုပြောပြလိုက်ရင်ကိုယ့်အကြံများသူများကဥသွားပြီးတော့လိုရာမရောက်ဖြစ်ရတတ်ပါတယ်ခင်ဗျာဒါမှမဟုတ်ရင်လည်းအပြည့်ဝင်ပြီးတော့တားမြစ်တတ်တဲ့သူတွေလည်းကြုံရတတ်ပါတယ်ငွေရေးကြီးမိတ်ဆွေတင်းငွေတွေသားသမီးများ နှစ်တည်းမှာငွေကြီးနဲ့ပတ်သက်ပြီးတော့ပြောရရင်ငွေကြီးကံကတော့ဆူဆူရွာရွာဖြစ်နေတာမျိုးမတွေ့ရပါဘူးငွေဝင်ဖို့ရှိပါတယ်အရင်ကတည်းက အဖက်မတင်ဖြစ်ခဲ့ရင်တောင်မှဒီနှစ်မှာငွေကြေးစုဆောင်းနိုင်မဲ့အလားအလာများဖြစ်ပေါ်နေပါတယ်။မလိုအပ်တဲ့အပေါ်သုံးဆွဲမှုတွေလျှော့စေချင်ပါတယ်ခင်ဗျာ။လျှော့ဝတ်တဲ့ငွေကြေးတွေဝင်လာနိုင်ပါတယ်။ငွေကြေးနဲ့ပတ်သက်ပြီးတော့အရာမဝင်ငွေကြေးပုံစံမျိုးတွေလည်းရလာတတ်ပါတယ်။ဥပဒေနဲ့မလွတ်ကင်းတဲ့ငွေကြေးတွေလည်းရလာတတ်ပါတယ်။တတ်နိုင်သမျှအဝင်ငွေဘယ်လောက်ရှိတယ်။ဘယ်ကနေငွေတွေရနေတယ်လဲဆိုတာမျိုးထုတ်မကြွမိဖို့လိုပါတယ်။ နားလည်အောင်ပြောရရင်မိမိရဲ့ဝင်ငွေစည်းကြောင်းကိုတက်နိုင်တဲ့မြတ်ဘယ်သူ့ကိုမှအတိမပေးတာအကောင်းဆုံးပါပဲမရင်ကျက်သေးတဲ့လူငွေတွေကတော့အပျော်ပါအတွက်ငွေကိုအလွန်အကျွမ်းသုံးမိနေတတ်တာမျိုးတွေ့ရပါတယ်ငွေကိုငွေနဲ့ပြန်ပွားတတ်သူများငွေကိုခိုင်းစားတတ်သူများဒေကြပေါ့အစဉ်ပြေနိုင်တာကိုတွေ့ရပါတယ်ခင်ဗျာငွေများများရှိတော့အိမ်ချမ်းမြေတိုက်ခန်းဝယ်မယ်ဆိုရင်တော့ အားမပေးပါဘူးခင်ဗျာတေချာစစ်စစ်ပြီးမှ နားလဲတဲ့သူတွေနဲ့တိုင်ပင်ပြီးမှဝယ်တာကအဆင်ပြေပါလိမ့်မယ်အိမ်အဝန်ကံမကောင်းတဲ့နှစ်မို့အိမ်ဝယ်ဖို့ငွေသုံးလိုက်ရင်ပြဿနာလေးတွေကပ်ပါလာရပါတယ်ခင်ဗျာသတိထားစရာပါလူမှုရေးလူမှုရေးနဲ့ပတ်သက်ပြီးတော့1389ခုနှစ်မှာလူမှုရေးဆက်ဆံရေးနယ်ပယ်မှာအားကောင်းနေတဲ့ချိန်ကာလဖြစ်ပါတယ်နှုံမရဲပဲနဲ့ဆက်ဆံရေးအားနည်းနေသူတောင်မှဒီကာလမျိုးမှာပြောခြင်းဆိုခြင်းပြီး ှုတ်သွအားသွဲ့ရှိနေတတ်ပါတယ်။မိတ်ဆွေတွေတိုးပွားလာနိုင်ပါတယ်။နောက်ပြီးတော့လူချင်းလူကင်းပေါများမှာတည်ကြပါတယ်ခင်ဗျာ။မိမိကိုယ်တိုင်လည်းမိမများများလူချင်းစိတ်တွေပေါ်ထွက်နေတတ်ပါတယ်။ကို့နယ်ပယ်ကအအောင်မြင်ဆုံးစည်းဝါးရေးသမားတွေနဲ့ချိတ်ဆက်မိတာမျိုးကြုံရတတ်ပါတယ်။အရင်ကတည်းကစကားပြောကောင်းသူ ဆိုရင်တော့အတိုင်းထက်အလွန်လူမှုရေးကဏ္ဍတွေမှာအဆင်ပြေလာနိုင်ပါတယ်ခင်ဗျာ။အချစ်ရေးအရှိန်းနဲ့ပတ်သက်ပြီးတော့ပြောရရင် ရင်မှန်းချက်ပြည့်ဝဖို့အတွက်ယာဂိုင်နှုံးအလွန်များပါတယ်လက်ထပ်ဖို့ရည်ရထားတဲ့သူဆိုပါစို့ဒီကာလမှာတေချာဖို့လက်ထပ်ပြတော့ပါလိမ့်မယ်လက်ထပ်ဖို့နှစ်တည်လာရဲအချိန်ဆွဲပြီးတော့အဖက်ဘက်ကအခြေအနေမကောင်းသေးလို့လက်မထပ်ဖြစ်တဲ့သူတွေတေချာဖို့လက်ထပ်ရဖို့အကြောင်းဖန်လာတာကိုတွေ့ရပါလိမ့်မယ်ခင်ဗျာအခြေအမှလည်းကိုကချစ်လို့ခုတ်ပြောလိုက်ရင်လည်းပဲချစ်သူစီက ကောင်းတဲ့တုံ့ပြန်မှုတွေအများကြီးရလွယ်တာကိုတွေ့ရပါတယ် တတိထားရမှာကအသက်20မကျော်သေးတဲ့လူငယ်လူရွယ်တွေပါပဲဒီကာလမှာလူငယ်တွေက အလွန်မဲ့စိတ်ကစားပြီးတော့အချစ်ကိုကြီးစန်းခြင်းနဲ့စိတ်တွေကြောင့်မဖြစ်တဲ့နေဆက်တဲ့သူတွေနဲ့ညီဆွန့်သွားနိုင်တာကိုမိဘတွေအနေနဲ့သတိထားရပါမယ်ထို့သဖြင့်ကိုယ်ထက်အသေးကြီးတဲ့သူမျိုး ကိုယ့်ကိုစာသင်ပေးခဲ့မှုတဲ့ဆရာမျိုးကိုလေးစားရတဲ့သူမျိုးတွေနဲ့ညီဆွန့်လွယ်တာကိုအထင်ရှားတွေ့ရပါတယ်။ကောင်းတာတစ်ခုကတော့အယဲလွန်နေသူများအတွက် စီဘီမီယိုလက်ထပ်ဖို့စဉ်းစားနေသူများမရည်ရွယ်ဘဲနဲ့လက်ထပ်ပြသွားပါတယ်အိမ်တော်ကြခြင်းရှိပါတယ်။အုပ်စိုးဘုတခုလက်တွေအိမ်တော်ကြဖို့အကြောင်းဖန်လာတဲ့ကာလပဲဖြစ်ပါတယ်ခင်ဗျာ။အိမ်တော်ကြီးအိမ်တော်ရှင်များအတွက်အိမ်တော်ကြီးဟာသာယာပျော်ရွှင်ဝယ်ကောင်းတဲ့နှစ်ကာလပဲဖြစ်ပါတယ်။အိမ်တော်ဘက်စီကနေပြီးတော့ချစ်ခင်ကျင်နာမှုတွေအလိုလိုက်မှုတွေကိုရရှိဖို့အထင်ရှားတွေ့ရပါတယ်ခင်ဗျာ။ထူးခြားချက်ကတော့အိမ်တော်ဘက်အိမ်တော်ဘက်က အလုံးလောက်ကန်သူဖြစ်ရင်တော့သူစီဘွားကောင်းလာတတ်ပြီးကျွဲကူးရေပါဆိုသလိုကိုပါအစင်ပြေလာနိုင်တာကိုတွေ့ရပါတယ်သတိထားရမှာကတော့လက်အောင်ငယ်သားတွေကကိုအိမ်တောင်ဘက်နဲ့ကိုကိုသွေးထိုးတာမျိုးတွေလွတ်တတ်ပါတယ်ဒါအပြင် ကိုရဲ့တူ တူမတွေညီညီမတွေကအိမ်မှာလာတဲ့ပြီးတော့အိမ်တောင်ဘက်နဲ့ကိုကြမှာဝန်ပါပြီးတော့သွေးကွဲအောင်နှောက်ရတတ်တာမျိုးတွေလည်းသတိထားရပါမယ်တန်းပွင့်တဲ့နှစ်မို့တနင်္ဂနွေသားသမီးများကရှုပ်ပွေခြင်းနဲ့ဆိုလို့ရှိရင်တော့ ရေကန်အသင့်ကြာအသင့်ဆိုသလိုဖြစ်တတ်တာမို့မိမိကိုယ်ကိုမထိန်သိမ်းမှုဆိုလို့ရှိရင်အိမ်တော်ရဲ့ရှုပ်ထွေးတွေလင်းငယ်မယင်းငယ်ပြဿနာတွေဖြစ်လာနိုင်တာကိုတော့အထူးသတိထားပြီးတော့ရှောင်ကျဉ်စေချင်ပါတယ်ခင်ဗျာကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ပြောရရင်ဒီတနေ့စိတ်ချမ်းသာပါလိမ့်မယ်ခင်ဗျာယောဂါကြီးကြီးမားမားဖြစ်ဖို့မမြင်ပါဘူးခင်ဗျာနဂိုဘွားဇာတာအရကျမ်းမာရေးညံ့နိုင်တဲ့အသက်ပိုင်းခြားရောက်နေတဲ့သူကလွဲရင်အများစုကတော့ကျမ်းမာရေး ကောင်းနိုင်ကြတာကိုတွေ့ရပါတယ်ပို့ပပပယောဂလေးတွေရာသီအပြောင်းလဲကြောင်ဖြစ်ရတဲ့ယောဂမျိုးတွေရာသီတုပ်ကွေးကွေးတာမျိုးတွေလောက်တော့ဖြစ်တတ်တာတွေ့ရပါတယ်သတိထားရမှာကတော့ဝမ်းမချုပ်စေပါနဲ့စီချုပ်ဝမ်းချုပ်မဖြစ်စေနဲ့စီးသွားကြနာကိုအောင့်နာမျိုးတွေကဒီနေ့မှာဒုက္ခရောက်နိုင်ပါတယ်အဟုန်ကိုမတားပါနဲ့ခင်ဗျာမာလွန်းတဲ့စားတော့တွေကိုလျှော့စားပါအသည့်အရွယ်များများစားပါပဲစားပါရေများများတော့ပါစိတ်ကိုကြည်လင်အောင်ထားပါခင်ဗျာမေတ္တာကမ္မထံစီးပြန်းပြီးတော့ နေကြပါဒါဆိုလို့ရှိရင်ဒီနှစ်မှာကျန်းမာရေးအတွက်စိတ်ပူစရာမလိုတော့ပါဘူးခင်ဗျာပညာရေးပညာရေးအပိုင်းမှာတော့လူငယ်များအတွက်လူငယ်မိကောင်ပေါက်အရွယ်လေးတွေဟာတတိထားရပါမယ်ပညာရေးမှာသင်တယ်လို့မဖြစ်တတ်ပဲအခြေရေးတွေကအနောက်ရှယ်ဝင်လာတတ်ပါတယ်အပျော်ပါးတွေကအနောက်ရှယ်ပြေးလာတတ်ပါတယ်ပညာရေးကိုစိတ်နှလုံးမရအောင်အနောက်ရှယ်တွေဝင်လာနိုင်တာကိုရှောင်ကျဉ်နိုင်မှသာပညာရေးကအားကောင်းလာပါလိမ့်မယ်ခင်ဗျာနည်းနည်းလေးပော့လိုက်ရင်အမှတ်မကောင်းတာမျိုးတွေရလာမကောင်းတာမျိုးတွေ ြုံရတဲ့နှစ်ဖြစ်ပါတယ်ခင်ဗျာအစိုးရပြည်ပြောက်အကောင့်နေရောက်ရှိဖို့အတွက်ပြုလုပ်ရမယ့်ရည်ရားကတော့အပြောင်းအလဲဖြစ်နေတာကိုကြိုက်တဲ့ကာလမှုမိမိရဲ့ daily lifestyle ကိုပြောင်းလဲပြလိုက်ပါ လုပ်ငန်းခွင်မှာအထားအသုပုံစံတွေပြောင်းလဲပါတိုက်ခန်းကိုစေးပြန်တုတ်တာမျိုးတွေခန်းစည်းလိုက်ကလဲတာမျိုးတွေခုံစဝဲနေရာပြောင်းရွှေ့တာမျိုးတွေလုပ်ပေးစီချင်ပါတယ်ခင်ဗျာကိုယ်အိမ်မှာရှိနေတဲ့ဒါအကျိုးတွေပြက်ကြရင်ဟောင်းတွေနာရီစုပ်တွေရှိရင်လည်းပဲဆွံ့ပြလိုက်ပါ တရားအားထုတ်သူများသွားရက်ထိုင်လျောင်း၄မျိုးရှိတဲ့ဣရိယာပုတွေထဲမှာလမ်းလျှောက်ရင်တတိကပြီတော့တရားရှုမှတ်ဖို့လိုပါတယ်ခင်ဗျာပုံမူပြီတော့တရားအသည့်ရလွယ်တဲ့နှစ်ဖြစ်ပါတယ်ပရိသဘာများလမ်းလျှောက်ရင်ပရိစိတ်ဖို့လိုပါတယ်အရဟံဂုဏ်တော်ကိုတတိယတိုင်းဝါပါခင်ဗျာတိတိကျောအားကောင်းတဲ့နှစ်မှုစက်တည်ရင်ရှိအောင်နေဖို့လိုအပ်ပါတယ်ဘုရားကျောင်းဆောင်ကမွေးနေ့တိုင်းနန္တာဖြူကရမက်အကြီးတွေပက်ဖြန့်ပြီးတော့ပူဇော်ပါမွေလွန်းတဲ့ပန်းနေတဲ့ဘုရားရှင်ကိုပူဇော်ပါခင်ဗျာ မိတ်ဆွေတင်းငွေတွေတာသမီများအားလုံးမင်္ဂလာနှစ်သစ်မှာကိုစိတ်စီးပွားအစာစာကြီးပွားအောင်မြင်နိုင်ကြပါစေခမညာ